အမှန်တိုင်းပြောရင်ပုံမှန်တိုင်းဆိုရုပ်ပွဲတွေရှိရယ်ရိုက်ကွေးရှိရယ်ဆိုအမြဲအလုံးတစ်ခုတည့်တဲ့ဘရောမှမချင်ဘူးတည့်တဲ့အမြဲညနေရှိုးရှိရယ်လေဒီနေ့ဆိုညနေရှိုးနမိုတင်မှာရှိရယ်ဒါပေမဲ့အမေပွဲကိုမနေ့ထက်ကပင်ပန်းခံပြီးလာထပြီးတော့အေးဆေးမှအေးရောင်ဝရလာဘူးအေးရောင်သိမဝါဒါပေမဲ့လေကုတ်မီပွဲဆိုဘွိနေလီလေးဖြစ်နေအမှတ်တရအနေနဲ့ပေါ့နော်လုတ်ပြီးဖြစ်တာပါ ဘာပဲဖြစ်ဖြစ်ဟိုအမြဲတမ်းတွေ့နေတဲ့ကလေးတွေပါနှစ်ယောက်စလုံးအမြဲတမ်းတွေ့နေတဲ့ကလေးဆိုတော့ဓာတ်ပုံတက်လာတော့ဟိုဘာဖြစ်ဟဲ့ နီးမြန်နေပြီလားမသိဘူးအဖေပုံမြင်ပြီလူကတော်တော်များများ congratulation လို့ congratulation လာလားပုံလေးတွေကဒီမျိုးရ MRD ဖို့အတွက်ပေါ့နော်ဒီ UWD project အတွက်ရိုက်ပေးထားတဲ့ပုံလေးပေါ့ဟိုပုံလေးတွေကလည်းပြီးတော့ရိုက်တော့ပင်းနေရမှာဆိုလဲမိုးရွာတော့လေခက်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 နဲ့အဲ့လိုမိုးကြီးထဲမှာဟိုမိုးတိတ်တာစောင့်ပြီးတော့တေးချာချာရိုက်ခဲရတဲ့ပုံလေးဆိုထွက်လာတဲ့အခါမှာလဲပုံလေးတွေကလှတော့ရမ်းကျေနေမိပါတယ်အကုန်လုံးလဲကြိုက်ကြတော့ပို့ပြီးပျော့ပါတယ်ဟုတ် ဟုတ်တော်တော်များများတော့အဲ့လိုထင်ကြရပါတော့ဟိုငွားကိုကိုပြောချင်တာအရင်တော့ကလည်းအဲ့လို wedding ပုံတွေရိုက်ပူးပါတယ်တခြားမော်ဒယ်မင်းသားရယ်နဲ့အဲ့ဒီတော့ကကြတော့အဲ့လိုမျိုးမထင်ကြဘူးအလုပ်သဘောရတင်တဲ့ caption တွေကဆိုလဲကိုကအလုပ်သဘောရရေးထားတဲ့ caption တွေပြီးရင် mention တွေခေါ်တဲ့ဒီဟိုတက်ပုံဆရာဆိုတက်ပုံဆရာ designer ဆို designer ဟိုတကယ်လည်း caption မှာရေးထားပါလေ ဆိုတော့ဟိုဘောတော့ဟိုတကယ်မင်္ဂလာဆောင်တော့တကယ်ဆောင်နေဆိုတော့ကြည်ညာပါဘောဒါပေမဲ့တကယ်မဆောင်သေးတဲ့အချိန်မှာဒီလိုပုံလေးတွေကြည်ပြီးပုံလေးတွေကတကယ်အသက်ဝင်နေတာတွေ့ပြီးတော့အဲ့လိုမျိုး congratulation ဝမ်းလုံးကြတဲ့ပုံမှာလည်းဝမ်းသာပါတယ်အဲ့လိုဟုတ်ကျေးဇူးတင်ပါတယ် Happy birthday ပါမမီ Thank you ပါတမီအော်တမီကတော့မိုင်းပွဲတွေရှိတိုင်းအများတန်းကူညီပေးတယ်လေနော်ဟိုးအရင်တုန်းကသူတို့ဒီလှုပ်ရှားလှုပ်ထဲကအခုတည်းကမင်းသမီးဖြစ်သွားတဲ့အထိလဲကူညီပေးနေတော့မယ် ောလိုက်တာနဲ့ဟုတ်တယ်မမေသမီးလောက်ပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးပေါ့အမြဲတမ်းကူညီပေးတာပေါ့နော်ဟုတ် ဟုတ်တပြီးတော့ကိုရီမော်ရယ်ဆလုပ်ထဲရပါတော့เนาะအမြင်နဲ့မိုင်းစက်လို့ဆိုလဲအမြင်နဲ့တခုဆိုမိတ်ကက်ဆိုလဲလုပ်ပြီးတယ်ဆိုတော့ဒီဇိုင်နာတွေလည်းတူတူပဲပေါ့เนาะကို့အမြင်နဲ့ကုညီပေးခဲ့တဲ့လူတွေအကုန်လုံးကိုဘာပွဲပဲလုပ်လုံးကတော့ဘက်ကကိုတတ်တိုင်တတော်လေးအမြင်နဲ့ကုညီပေးဖြစ်တာပေါ့ကိုကဒီနေ့ကအမေမွေးနေလဲဖြစ်တယ်ဆိုတော့တတ်တိုင်ဆိုင်ပေါ့เนาะငါအမှန်တိုင်းပြောရင်ပုံမှန်တိုင်းဆိုရှုပ်ပွဲတွေရှိရဲရိုက်ကွေးရှိရဲဆိုအမြင်အလုံးတစ်ခုတည့်တဲ့ဘရောမှမချိဘူးပေါ့တည့်တဲ့အမြင်ညနေရှိုးရှိရဲလေဒီနေ့ဆိုညနေရှိုးနမိုးတင်မှရှိရဲဒါပေမဲ့အမေပွဲကိုမနေ့ထဲကပြင်ပန်းခံပြီးလာထပြီးတော့အေးစေး းမအေးရောင်ဝါရလာဘူးအေးရောင်သိမဝါဒါမှလည်းကုတ်မီပွဲဆိုတော့မွေးနေ့လေးလည်းဖြစ်နေအမတ်တရအနေနဲ့ပေါ့နော်လုပ်ပြီးဖြစ်တာပါဟုတ်ကဲ့ဟိုလေမိုင်းတို့တောင်းဆိုတိုင်းဟိုလူတိုင်းကအဲ့လိုပြန်ကူညီပေးနိုင်တဲ့လူနေတယ်လေဆိုတော့ဘာဖြစ်သမီးကလည်းမအားတဲ့ကြတဲ့လာကူညီတယ်ဆိုတော့ပျော်လဲပျော်တယ်ဝမ်းလဲဝမ်းသာပါတယ်ဟုတ် ဟုတ်ရှိုးလျှောက်တယ်ဆိုရင်တော့ကရာစင်မွန်မှာပေါ့နော်ဒီဇိုင်နာကဘလိုအင်ကြီးပဲစင်စင်ကိုကတော့အလားဆုံးဖြစ်အောင်တော့လျှောက်ကြတာပေါ့ဟိုဒီဇိုင်နာစင်ပေးတဲ့ပုံမှာရောကိုယ့်ရဲ့ဒီ state symbol ရဲ့ state ကလည်းပြောမဲ့သားပြောအမြဲတမ်းလျှောက်နေကြဆိုပေမဲ့လည်း state ပုံမှာ state ရဲ့ဟိုဘယ်လိုပြောမလဲဒီ PR ရှိတာပဲအဲ့လိုဆိုရင်ရှိတယ်ပြီးလေကတည်းကအရင်များတဲ့ state ဆိုရင်အာသွားပြီနောက်ဖက်အမြင့်နဲ့အမြင့်နဲ့ပြီးအင်ကြီးရတာအင်ကြီးရှိတယ်ဆိုလို့ရှိရင်တော့ညိတာတွေပါရှိတယ်ပြီးရတော့မနေ့ကဆို ခလုတ်တိုက်မလို့တော့ဖြစ်တယ်လန့်ဟွာစင်ပေါ်မှာလေလုံးဝဟိုအများကြီးနဲ့ရှောက်ကြတဲ့အခါလည်းဖြစ်တာဆိုပြီးတော့စင်ပေါ်မှာအဲ့လိုမျိုးရာဇယ်လောက်တော့တမျိုးစင်ပေါ်ရောက်တမျိုးဖြစ်သွားတယ်လေရှိတတ်တယ်ဆိုတော့ဟိုကစင်အခြေအနေကိုကြည့်ပြီးတော့ပဲစင်ပေါ်မှာလှုပ်ရှားရတာပေါ့ဟုတ်ရှိရမော်ဒယ်ဆောက်လို့တော့အဲ့လိုစင်ပေါ်မှာ product show တွေအရင်ကမော်ဒယ်လောကစားတော့ရှောက်တော့ဆို product တွေလက်လက်ထက်ကနေပြုတ်ကျတာတို့ဘာလို့အဲ့လိုမျိုးရှိခဲ့ဘူးလဲဆိုတော့အမှတ်တရတွေကအများကြီးပါပဲအတွေ့အကြုံပါပဲကိုယ်ကိုပဲဟိုတင်ပြီးွားရလို့ပြောလို့ရပါတယ်ဟုတ် ဟိုဘာဖြစ်ဖြစ်ဟိုအမြဲတမ်းတွေ့နေတဲ့ကလေးတွေပါနှစ်ယောက်စလုံးအမြဲတမ်းတွေ့နေတဲ့ကလေးဆိုတော့ဓာတ်ပုံတက်လာတော့ဟိုဘာဖြစ်ဟဲ့ နီးမြန်နေပြီလားမသိဘူးအေးပုံမြင်ပြီလူကတော်တော်များများ congratulation လို့ congratulation လာလို့ပုံလေးတွေကဒီမြို့ရ MRD ဖို့အတွက်ပေါ့နော်ဒီ UWD project အတွက်ရိုက်ပေးထားတဲ့ပုံလေးပေါ့ဟိုပုံလေးတွေကလည်းပြီးတော့ရိုက်တော့ပင်းနေရမှာဆိုလဲမိုးရွာတာတော့လေခက်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 နေတဲ့အဲ့လိုမိုးကြီးထဲမှာဟိုမိုးတိတ်တာစောင့်ပြီးတော့တည်ချင်ချာရိုက်ခဲရတဲ့ပုံလေးဆိုထွက်လာတဲ့အခါမှာလဲပုံလေးတွေကလှတော့ရမ်းကျေနေမိပါတယ်အကုန်လုံးလဲကြိုက်ကြတော့ပို့ပြီးပျော့ပါတယ်ဟုတ် ဟုတ်တော်တော်များများတော့အဲ့လိုထင်ကြရပါတော့ဟိုငွားကိုကိုပြောချင်တာအရင်တော့ကလည်းအဲ့လို wedding ပုံကြီးရိုက်ပူးပါတယ်တခြားမော်ဒယ်မင်းသားရယ်နဲ့အဲ့ဒီတော့ကကြတော့အဲ့လိုမျိုးမထင်ကြဘူးအလုပ်သဘောရတင်တဲ့ caption တွေကဆိုလဲကိုကအလုပ်သဘောရရေးထားတဲ့ caption တွေပြီး mention တွေခေါ်တဲ့ဒီ ဟိုတက်ပုံဆရာဆိုတက်ပုံဆရာဒီဇိုင်နာဆိုဒီဇိုင်နာဟိုတကယ်လည်း caption မှာရေးထားပါလေဆိုတော့ဟိုဘောတော့ဟိုဒီ gaming class ဆောင်းတော့တကယ်ဆောင်းနေဆိုတော့ကြည်ညာပါဘောဒါပေမဲ့တကယ်မဆောင်သေးတဲ့အချိန်မှာတို့လိုပုံလေးတွေကြည်ပြီးပုံလေးတွေကတကယ်အသက်ဝင်နေတာတွေ့ပြီးတော့အဲ့လိုမျိုး congratulation one လုပ်ကြတဲ့ပုံမှာလည်းဝမ်းသာပါတယ်အဲ့လိုဟုတ်အော်အခုဒီနေ့နှစ်နိုင်မှာ floor ကနေပြီးတော့တက်မယ်ပြီးတော့မရဲ့ YouTube channel မှာတက်ပါမယ်ဟို တချင်းဆိုပြီးပြီးချင်းတော့ကတင်မှုဆိုလှုပ်ထားတဲ့အချိန်မှာဟိုအကြောင်းအမျိုးမျိုးပေါ့ ပြီးတော့တဘာဝဘေးရန်ပညာရှိတဲ့ခါကျတော့အဲ့အချိန်မှာကိုအဲ့လိုမျိုးဆိုထားတဲ့ဟာကိုသူများရဲ့ဒုက္ခရောက်နေတဲ့အချိန်မှာမတင်ကြည်ဘူးလေနော်အဲ့အတွက်ကြာမလို့မရမတင်မဲနေနေနဲ့ကဲဟိုကြာလဲကြာနေပြီပေါ့နော်ဆိုတော့ဒီမွေးနေ့အမှတ်တရနေနဲ့တင်လိုက်တာပေါ့ တရရေတော့မဟုတ်ပါဘူးဒါပေမဲ့စိတ်တဲ့ကလေးနဲ့ကိုယ်နဲ့အရင်အသက်กว่าလေအသက်กว่าတော့လာမတ်နားရပါပါလေဟိုဒီလိုကိုတူကိုသားအရွယ်နဲ့တွဲရိုက်ရတဲ့ feeling ကဘယ်လိုမြန်းနေလဲတော်တော်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဟိုမကြီးကဖြစ်စေချင်တာကလေဟိုအလုတ်ကိုအလုတ်လိုပဲမြင်ပြီးလို့မြင်ပြီးစေချင်ပါတယ်လေနော်ဟိုဘာဖြစ်ဖြစ်တကယ်မှမဟုတ်တာကြီးကိုလေဆိုတော့ ဒါပေမဲ့လေဝါသနာရရိုက်တာပဲဝါသနာရရိုက်တာပဲလေနော်ဟိုအမှုပညာအလုပ်တစ်ခုလှုပ်လိုက်တယ်ပေါ့ဒီသဘောပါပဲဆိုတော့မိုင်း caption မှာလေးရေးတာနော်ဟိုတချင်းဟိုတချင်းလိုပဲမြင်ပေးပါမြည်သူဟိုဟာဘာလဲဘသူမှယူရွေးဆိုတာမဟုတ်ဘူးဆိုတာတချင်းစာသားတွေကဟိုမိုင်းအပေါ်မှာတင်ထားတဲ့ any choice ရယ်ဆိုထားတဲ့တချင်းသူကိုယ်တိုင်ရေးထားတဲ့တချင်းပြီးရင် corny ကလည်းဒုတိယကြိမ်ပြန်ဆိုထားတယ်မိုင်းရတတိယကြိမ်မြောက်ပြန်ဆိုတဲ့သူဆိုတော့တချင်းစာသားတွေဘာတွေကသူ့ဘာရှင်းပြီးသား ဲ့တချို့ဘယ်မှာရက်ဆူလိုက်တာဆိုတော့ဘသူ့အမှရည်ရွယ်ထားတာမျိုးမဟုတ်ဘူးလေနော်ဟုတ်အမနဲ့ကျွန်တော်နဲ့ပတ်သက်မှုဒီနေ့စပြီးအဆုံးသတ်လိုက်အောင်ဘာဘယ်ဖြစ်ရလဲငေါ့ရဲ့ဟုတ်တယ်ကျွန်တော်ရဲ့အာမြင်မှုလမ်းကြောင်းမှာမနဲ့ပတ်သက်နေတာကျွန်တော်တော့အနှစ်ဖြစ်လိမ့်မယ်မောင်အဲ့ဒီချိန်ဆိုတော့မကြီးတို့ကငယ်သေးတာအဲ့တချင်းကိုတိတ်ပြီးတော့မကြဘူးဟို ကြားတော့ကြားလိုက်တယ်ဒါမှမှတ်မိဘူးပေါ့အဲ့တော့ပြီးတော့မှဟိုကော်နီကနေပြီးတော့တကယ်ချင်းရတယ်ဒီသချင်းလေးရှိတယ်တဲ့ဟိုဆိုမလားတဲ့ဆိုတော့ तू ကကိုလာပို့တာလာပို့တော့ဟဲ့လို့မဆိုးဘူးလို့ငါငငယ်တော့ကြားဘူးတဲ့သချင်းလို့ဟောတောင်းတောင်းလေးလည်းပြန်ဆူထားတာမတွေ့သေးဘူးလို့ဆိုတော့အဲ့ဆိုလို့ရှိရင်လဲတဲ့လှုပ်လိုက်လေးတဲ့ဆိုတော့ तू ပြောလို့ကကိုကလည်းဆိုးပြစ်သွားတာအဲ့သဘောပါဒါမကြိုက်တဲ့ချင်းနေအများကြီးပါအေးအဲ့လိုပေါ့ကိုလုံနိုင်လားမလုံနိုင်လားပေါ်မူတည်တာပေါ့ပြီးတော့ဟို copy တချင်းဆိုလို့ရှိရင်လည်းအခုက copyright တွေရမ်းပြီးတော့များသောအားဖြင့်တော့ copy တချင်းတွေပဲများတယ်ဆိုတော့ကိုကြိုက်တာလည်းအဲ့တချင်းတွေများနေတော့လေဆိုတော့အုံချုံဆိုလို့ရှိရင်တော့ဆိုထားတဲ့နေရာမှာလူတွေတိတ်ပြန်မဆိုသေးတာပြီးကိုကိုလိုက်ပြီးတော့စုံနိုင်မဲ့ဟာမျိုးပေါ့အဲ့လိုဆိုရင်တော့လည်းလှုပ်ချင်ပါတယ်ဟုတ် ဟုတ်မိုင်းခုလိုမျိုးအဲမွေးနေ့မှာပေါ့နော်စိတ်ချမ်းသာကိုကျမ်းမာပြီးတော့လူဝင်ဆန္ဒတွေလည်းပြည့်စုံနိုင်ပါသေးစိတ်သွားတိုင်းကိုပါလူဝင်ဆန္ဒတွေပြည့်ပြီးဆန္ဒနဲ့ဘုရားတထထကြပါသေးလို့စတာပေးပါတယ်ဟာကြာကျင်ပါတယ်အမြင်ကြပါစေဘီဘီအာဘာဖြစ်ရဟိုတမီးကစိတ်ထားလေးလဲကောင်းတယ်ပြီးလဲအေးချမ်းတယ်ပြီးလို့ရှိရင်သူ့မှာအလုံးသိလိမ့်မယ်ဘာကြေးမှမရှိဘူးလေနော်ဆိုတော့ဘာဖြစ်ကိုဟိုမိုင်းရဖြစ်စီချင်တာကဒီတက်မကပုံမအောင်မြင်တဲ့ ပေါ့နော်လူကြိုက်များတဲ့အနှုပညာရှင်ပြီးလို့ရှိရင်အနှုပညာနဲ့ပတ်သက်တဲ့မှတ်တိုင်တွေစုတွေရပါစေလို့မရဆုတောင်းပေးပါတယ်။ဒီစုနဲ့ပြပါလေမိုင်းအရင်ကြိုးစားနေပါတယ်လို့